ြစ်တာခက်တာအတော့ဗျာစူးညံနေတာပဲတက်ဖွဲ့တွေကတကယ်အော်တာစူးတာဆဲတာများအာနားတော့မခံနိုင်ဘူးခိုးဘက်ကကောင်နေတော့ဘလို့နေလဲတော့မသိဘူးဒါကြောင့်မလို့အထဲတဲကိုဝင်ပြီးတော့တိုက်ပါပြီးတိမ့်ပါပြီဆိုတဲ့အချိန်မှာဟောကောင်နေမှောက်နေမှောက်နေအဲ့တော့မြောက်ရီကိုအောင်စရာရောက်လာတယ်လို့ပေါ့နော်ဖာပုံကိုရောစစ်ကူရောက်အောင်ပို့နိုင်ပါမလားဆိုတာကိုဒါစိတ်ဝင်စားစောင့်ကြည့်ရမယ့်အရာတစ်ခုလည်းဖြစ်တယ် လာပါဒီနေ့ကတော့အော်တိုဘာ9ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းဒါတော်လိုင်းတက်ဖွဲ့ရဲ့အောင်မြင်မှုသတင်းတွေဒါရွှေဘိုမှာဖြစ်ခဲ့တယ်ပေါ့နော်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်နိုင်ခဲ့တဲ့အောင်မြင်မှုသတင်းတွေပါမှာဖြစ်သလိုအာ KI နဲ့ PDF တက်ဖွဲ့တွေကိုဒါအဖြက်ချိန်မုံမယ်လို့ဒါတို့ရဲ့တင်နန်းစင်းပွဲခန်းနာမှာပြောလိုက်တဲ့မင်းစီတန့်ပေါ့နော်သူကဒါဝါရဆုပြည်သူ့စစ်ရဲ့ခေါင်းဆောင်ဖြစ်တဲ့သူပေါ့နော်အဲသူ့ရဲ့အကြောင်းလည်းပါမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါဒုတိယ ဒါအောင်စရာနဲ့မြောက်တွေဖြစ်စဉ်လိုမျိုးပေါ့နော်ဒါဖာပုံကိုစစ်ကူတွေပို့ဖို့ပြင်လာနေတဲ့အကြောင်းဒီဥစ္စာတွေကရောတကယ်ရောက်နိုင်မှမလားဖာပုံရဲ့အခြေအနေကရောဘယ်လိုတွေဖြစ်နေပြီလဲဆိုတဲ့အကြောင်းတွေကိုဒါကြောင့်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတော့ဒါအပတိယပြောချင်တာကဒါရွှေဘုံမျိုးအထွက်မှာပေါ့နော်စစ်ကောင်စီစစ်ကြောင်းကိုဒေါ်လိုင်းတပ်ဖွဲ့တွေကပိတ်ဆို့စောင့်ကြိုတိုက်ခိုက်နိုင်ခဲ့တဲ့အတွက်စစ်ကောင်စီဘက်ကအထိနာပြီးတော့အရှင်ဖမ်းဆီးရမိတဲ့ ဒါစကားစတုံမန်းတွေလည်းရှိခဲ့တယ်ဗောနော်အဲအကြောင်းနဲ့ပတ်သက်လို့ကျွန်တော်ပြောချင်တယ်အဲ့ဒါကတော့ဒါတော်လိုင်းတက်ဖွဲ့တွေကဒါနှစ်ရက်နေဗောနော်အော်တိုဘာလ2ရက်နေမနဲ့3နာရီခွဲမှာစပြီးတော့တိုက်ပွဲပေါ်ဆောင်ခဲ့တာဖြစ်တယ်တမန်အုံ3လောက်ခန့်တက်တယ်လို့ဆိုပြီးတော့ဒါကျွန်တော်သိရတယ်ဗောနော်ဒါစကားရရှစ်ကနေပြီးတော့သူကထွက်လာတဲ့အင်အား60ပါစစ်ကြောင်းအဲ့ဒီစစ်ကြောင်းကိုတော်လိုင်းတက်ဖွဲ့တွေက ဒီကနန်းကြီးရွာကိုဝင်တဲ့လာဝင်လာတဲ့အချိန်မှာကနန်းကြီးရွာကနန်းကြီးရွာကိုဝင်လာတဲ့အချိန်မှာဒါစောင့်ကြည့်ပြီးတိုက်ခိုက်နိုင်ခဲ့တာဗောနော်အဲ့ပါဒါပြစ်ခတ်နေတဲ့ဒီဒီအကြောင်းနန်းရံတတိုင်းဗောနော်အဲ့အဲ့တတိုင်းနေမှာဆိုရင်ဒါလှူထားတဲ့ဒါကနန်းကြီးရွာဘူးဘူးဘူးဆိုတဲ့ဟာလို့လေလဲဒါတွေ့လိမ့်မယ်ဗောနော်အဲ့အဲ့လိုပုံစံမျိုးနဲ့ဒါတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်ကြီကတော့ရှယ်ပစ်တာအဖွဲတွေရာလေတိလားအဲ့လိုမျိုးအာအဖွဲတွေရဲ့ခေါင်းဆောင်တွေကတော့တကယ်ခေါင်းတွေကိုကျိန်းနေပါသီလားသူတို့တွေရှာရအောင်မဖွေးရအောင်မယ်ပေါ့နော်အဲ့တော့တစ်ချက်ချင်းနဲ့ဒါရန်သူကိုထိတိမိမိပြစ်ခတ်နိုင်ဖို့အတွက်ကိုတော့ဒါကျွန် ကျွန်တော်အနေနဲ့ဒါအကြံပေးချင်တာပေါ့လေနော်အဲ့တော့ဒါမနေ့3နာရီခွဲကနေစပြီးတော့ဖြစ်လိုက်တဲ့တိုက်ပွဲက7ခွဲထိကြာမြင့်နေဆိုတော့တိုက်ပွဲကြာချိန်ကတော်တော်လေးကိုများတယ်သူတို့ကိုကြာခဲ့တာပေါ့နော်တိုက်ပွဲကြာချိန်ကအဲ့လိုမျိုးတိုက်ပွဲကြာနေတဲ့အတောအတွင်းမှာစစ်ကောင်စီကဘာလုပ်လဲဆိုတော့ဒါသူတို့ဘက်ကနေပြီးတော့ဒါရွှေဘူကညနာယုံနဲ့ဒါရွှေရွှေဘူတပ်ဖက်နှစ်ကနေပြီးတော့သူကလက်နက်ကြီးပစ်ကူပဲပေးတယ် လက်နဲ့ကြည့်ရအဲ့အဲ့ပဲချောင်းပစ်ပေးတာပါနော်ပစ်ကူပေးတာပါနော်ဒီလောက်အကြာကြီးဗျာဒီလောက်တိုက်ပွဲချိန်အကြာကြီးမှာသူကလက်နဲ့ကြည့်တော့ဟာဝီဇာတို့ပဲပစ်ကူပေးခဲ့တာရှိတယ်ဒါပေမဲ့အဲ့ဥစ္စာကတော့သူတို့အတွက်ထိရောက်တဲ့ပစ်ကူလို့ပြောလို့ရမှာပေါ့ဗျာအဲဘာဖြစ်လို့လဲဆိုတော့လုံးဝဘာမှကြီးမလာတာတဲ့စာရင်လေးရင်တွေဘာတွေမလာဘူးစစ်ကူတွေဘာတွေမပေးနိုင်ဘူးဆိုတာတဲ့စာရင်ဒါပစ်ကူလေးဘုံသီးလေးလောက်တော့လှမ်းပြီးတော့ပို့ပေးတာကိုစစ်ကောင်စီဘက်ကဒါကျင်းအောင်လှုပ်ပေးတယ်လို့ယူဆရမှာပေါ့နော်အဲ့တော့ဒါစစ်ကူမလာနိုင်ဘူးဒီအချိန်အကြာကြီးအတွင်းမှာစစ်ကူမလာနိုင်ဘူးအဲနောက်တစ်ခုကဒါပြည်သူတွေနေနဲ့ကူပေးစေချင်တာပေါ့နော် အဲ့လောက်အချိန်ကြာကြီးတိုက်ပွဲဝင်ရပြီဆိုရင်လည်းကျွန်တော်တို့တပ်ဖွဲ့တွေရဲ့ဒါကြည်တုံးရတဲ့ဟာတွေကြည်ဖြုံးရတဲ့အင်အားတွေကလည်းမနည်းဘူးဗျအဲ့တော့ဒါတက်နိုင်သလောက်ဝိုင်းပြီးတော့အကူအညီကြစေချင်တယ်ဒါတပ်ဖွဲ့ကောင်းဆောင်တွေဆိုတာကအမြဲတမ်းအကျွေးနွံနစ်နေတာပေါ့နော်ဒေါ်လိုင်းပြီးရင်လည်းဝိုင်းဆက်ပေးရမယ့်အခြေအနေတွေရှိတယ်ဗျအဲ့တော့တိုက်ပွဲရလက်နေတဲ့ကတော့ဒါစစ်ကောင်စီဘက်ကတက်ချက်ကြီးစံထွေးအပါခုနှစ်ဦးအသက်မရှိပြီးရင်၁၀ဦးထိခိုက်ဒဏ်ရာရပေါ့နော်တက်ချက်တဦးပြီးရင်ပါစ၃ဦး၄ဦးဒါအရှင်ဖမ်းမိတယ် ပြော MA1 တက်လက်ရတယ် MA3 တက်လက်ရတယ်60မမစိန်မြောင်းတက်လက်ရတယ်ကျောလွယ်ဂျမ်မာတခုရတယ် RPG ဘုံသီးတော့60မမဘုံသီးတော့တဲ့ဒီလိုဟာတွေပြီးရင်90.56 G ဒါမျိုးပုံစံမျိုးတွေတော့ဒါအနေချင်းအချို့ပေါ့ဗျာအဲ့လိုရခဲ့တာရှိတယ်ဗောနော်အဲ့တော့စစ်ကောင်စီဘက်ကအာတေဆုံးနဲ့ထိခိုက်များပြားတယ်ပြီးရင်ဒါအရှင်ဖမ်းမိတာနဲ့ပေါင်းမယ်ဆိုရင်တို့60ပါစစ်ကြောင်းကတဝက်လောက်ဂုံသွားတယ်လို့ပြောလို့ရတဲ့အနေထားဗောနော်အဲ့တော့ ပြစ်တာခတ်တာအတော့ဗျာစူးညံနေတာပဲတပ်ဖွဲ့တွေကတကယ်အော်တာစူးတာဆဲတာများအာနားတော့မခံနိုင်ဘူးခိုဘက်ကကောင်နေတော့ဘလို့နေလဲတော့မသိဘူးဒါကြောင့်မလို့အထဲတဲကိုဝင်ပြီးတော့တိုက်ပါပြီးတင်းပါပြီဆိုတဲ့အချိန်မှာဟောကောင်နေမှောက်နေမှောက်နေမှောက်နေတဲ့အဲ့မှာတင်းစီရမိတာရှိတယ်ဗောနော်အဲကျန်တဲ့ကောင်တွေကတော့ဒီလိုပဲပြီးစလွယ်ဗောနော်သူရဲ့စစ်သားတွေကိုထားပြီးတော့ထွက်ပြေးဖို့ပဲလုပ်လိမ့်မယ်ဗောနော်နောက်တစ်ခုဒါကျွန်တော်တို့ဇော်လိုင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီနဲ့ကွာခြားတဲ့အချက်ကအဲ့ဒါပါပဲဒေါ်လိုင်းတပ်ဖွဲ့တွေကတိုက်ပွဲတစ်ခုပေါ်ဆောင်ပြီးလို့ဒါပြန်ပြီးတော့ဆုတ်ခွာတော့မယ်ဆိုရင်တော့မှကို့လူပါမပါဒါဦးနေ့ကဘူပိုင်ချဲလို့ သူတို့ရဲ့တိုက်ပွဲတိုင်းမှာကြီးလိုက်မယ်ဆိုရင်လူဆုံပြီလားလူပါပြီလားကုန်ပြီလားလာတောင်းတောင်းမယ်တောင်းမယ်အဲအဲ့လိုပုံစံမျိုးနဲ့တယောက်မပါတယောက်လှမ်းခေါ်လှမ်းអော်အဲဒီလိုပုံစံမျိုးနဲ့ဒါတယောက်မှမကြံခဲ့ရလေအောင်ပေါ့နော်ပြီးတော့အောင်မြင်မှုရတာဟုတ်အောင်မြင်မှုရတော့ပြီးတော့တိုက်ခဲ့တဲ့သူအဲအဲ့လိုမျိုးဆိုတာအဲ့လိုဟာတော့ကွာတာပေါ့ဗျာစစ်ကောင်စီဘက်ကကြတော့လာပြီးတော့တိုက်ခံရတယ်ထွက်ပြီးတော့ပြေးရတယ်ဆိုတော့ကြတော့သူကဘသူကြံကြံဂယုမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးတော့ဒါကျွန်တော်တို့တလိုင်းတက်ဖွဲ့နဲ့စစ်ကောင်စီကြားမှာဒါကွာချတာရှိတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒါကလည်းအောင်မြင်မှုတစ်ခုဖြစ်တယ် အဲဒီလိုအခြေအနေမျိုးထိပ်ပေါ့နော်စစ်ကောင်စီကဘလောက်ပဲဖိအားပေးပါစေအဲသတင်းတပ်ဖွဲ့အနေနဲ့ရတဲ့နီလန်းနဲ့ရသလိုစစ်ကောင်စီကိုပြန်ပြီးတော့တုံ့ပြန်တိုက်ခိုက်နေတာမြေပြင်မှာအများကြီးရှိပါတယ်အဲသူတို့တွေလုံးဝစိတ်နဲ့မကြောက်ဘူးအဲသူတို့တော့မှစိတ်နဲ့မကြတာကျွန်တော်ပြည်သူတွေကပို့ပြီးတော့တော့စိတ်အားတင်းပြီးတော့တပ်ဖွဲ့တွေကိုကူညီပေးအောင်မှဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဒါကချင်ပြည်နယ်မှာပေါ့နော်ကချင်ပြည်နယ်ကစစ်တပ်လက်အောက်ခံဝါရဆုပြည်သူစစ်အဖွဲ့ခေါင်းဆောင်မင်းစီတန်ကသူကဒီစစ်ကောင်စီနဲ့လက်တွဲပြီးတော့ဒီ KIA နဲ့ PDF တွေကိုသူချေမုန်းမယ်ဆိုပြီးကြုံသွားတယ် ကျုံသွားတဲ့ဟာကိုသူကမိန်ကုန်းပါနော်သူရဲ့တင်နန်းရှင်အခမ်းအနားမိန်ကုန်းမှာသူကတက်ပြောရင်ဒါယူဖတ်ပြတာပေါ့ကျုံသွားဖတ်ဖတ်ပြရင်ကျုံသွားတာလို့ပြောရမှာပေါ့နော်သူကဒီဒီဆော်ရကြီးရေးပေးထားတဲ့ဆော်ရကြီးကိုဖတ်တာဟုတ်အဲ့တော့ကျတော့ဖတ်ပြရင်ကျုံသွားတဲ့အခမ်းအနားပေါ့ဗျာအော်တိုဝါတရက်နေ့ကတာဝါရဆွတ်ထာနေဂျီသူစစ်အဖွဲ့ရဲ့ဒါမျိုးသားစစ်တီပေါ့နော်တသားတစ်တင်နန်းအမှတ်စဉ်၈ပြန်အမျိုးသမီးအခြေခံတင်တဲ့အမှတ်စဉ်2တင်တဲ့ဆင်းနဲ့ဒါအခမ်းအနားမှာသူတို့ပြောခဲ့တာဖြစ်တယ် တန်းစင်းအင်အားကတရာကျော်ရှိပြီးတော့အမျိုးသမီးနဲ့လူငယ်တွေလည်းပါတယ်ဆိုပြီးတော့လည်းဒါကျွန်တော်တို့သိရတယ်ဒီလိုပြောဆိုတဲ့ကသူကတော်တော်လေးကိုဒီ KI နဲ့ PDF တက်ဖွဲ့တွေကိုပေါ့နော်ဥတီပြီးတော့ပြောဆိုနေတာမျိုးတွေတွေ့ရတယ် KI ဘက်ကလည်းဒီလိုမျိုးပေါ့နော်ဒါဝါရဆုပါစတာကိုပြည်သူစစ်ပေါ့နော်အဲဥစ္စာကိုအမြန်ဆုံးချိန်မုံနိုင်ဖို့အတွက်လည်းအရေးကြီးတယ်လို့ဒါယူဆရတယ်နောက်လို့ဆိုရှေ့ပိုင်းကာလာတစ်လျှောက်မှာဒီဝါရဆုက အဲသူကဒီ CCTV မှတ်တမ်းနေတဲ့ကအစပေါ့နော်အဲ KI နဲ့ဒါ KI အဖွဲ့တွေကသူတို့ကိုလာပြီးတိုက်ခိုက်တဲ့အခါမှာသူတို့ဘယ်လိုမျိုးတုံ့ပြန်လိုက်နိုင်ပါလဲဆိုတဲ့ပုံစံမျိုးနဲ့ဂုံစာခဲ့တာတွေရှိတယ်အတော်လိုင်းတက်ဖွဲ့တွေမချီတင်ခဲ့ဖြစ်အောင်ပေါ့နော်အဲဒီလိုမျိုးပြန်ပြီးတော့စကနာထိုးတာတွေအဲသူတို့ရဲ့ဗီဒီယိုမှတ်တမ်းတွေထုတ်ပြပြီးတော့ဂုံစာတာမျိုးတွေလောက်ခဲ့တာတွေရှိသလိုပေါ့နော်အချို့ KI ရဲ့ဒီတက်စကန်တွေကို အမကြခဏဝင်ပြီးတော့တိုက်ခိုင်းနေတဲ့အဖွဲတစ်ခုလည်းဖြစ်တယ်ဗောနော်စစ်ကောင်စီရဲ့အထောက်ပံ့ကိုယူထားတဲ့အတွက်အထိုက်လျောက်ပြည်စုံတဲ့အဖွဲတစ်ခုလည်းဖြစ်တယ်အဲနောက်ထပ်ပို့ပြီးတော့တည်ရတဲ့အချက်တွေလည်းရှိသေးတယ်ဗောနော်အဲနောက်ဆိုရင်သူကပို့ပြီးဆိုးလာနိုင်တဲ့အခြေအနေရှိတဲ့အတွက်သူ့ကိုစောစောစီးစီးဗောနော်ဒီဒီရှေ့ကဒါစကုံတရင်တို့ဘာလို့လုံးသလိုမျိုးဗောနော်အဲဒီလိုမျိုးပုံစံမျိုးလုံးတင်နေဆိုပြီးတော့လည်းဒါဆိုးရင်နေသူတချို့ကပြောကြရရှိတယ်ဗောနော်အဲ့တော့ဝါရဆုပြည်သူစစ်ကကချင်းပြည်နယ်မှာ KIA နဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခအပေးဆုံးအဖွဲ့လို့လည်းပြောလို့ရတယ်ဗောနော် ပြီးတော့ဒါဝါရဆိုပြည်သူစစ်ရဲ့အင်အား35ရာခိုင်နှုန်းက KIAC ကနေပြီးတော့ထွက်ပြေးသွားတဲ့သူတွေ KIA ဘက်ကနေပြီးတော့ပြောင်းသွားတဲ့သူတွေပါတယ်ဆိုပြီးတော့လည်းချို့တိတဲ့သူတွေကပြောကြတယ်ဗောနော်အဲ့တော့ KIA တက်ပြေးတယ်လို့လည်းဒါပြောကြတာရှိတယ်ဗောဗျာအဲ့တော့ခံယူချက်မခိုင်မြဲပဲနဲ့တစ်ဖက်ကမလုံးပေးတာတွေအပြင်ဒါဒါစီယုံတိမ်သွင်းတာမျိုးတွေကြောင့်မလို့ဒါပါသွားတဲ့ဟာတွေလည်းရှိကောင်းရှိမယ်ဗောနော်အဲ့လိုဟာမျိုးတွေနဲ့ဒါဖွဲ့စည်းထားရဆိုပြီးတော့သိရတယ်အဲ့လိုလူတွေက တပ်ဖွဲ့ရဲ့တရားရဂိုင်းလုံးမှာ35ရဂိုင်းလုံးတော့ပါတယ်ဆိုပြီးတော့လည်းသိရတယ်အဲ့တော့ကျတော့သူကအဲ KI နဲ့ PDF တပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေအပြုမှုတွေအလေထတွေဒါတွေကိုကောက်ကောက်နားလည်တက်ကြွနေဆိုပြီးတော့လည်းအချို့အာနီးစပ်သူတွေကသုံးသက်ကြရရှိတယ်ဗောနော်အဲ့တော့ဒီလိုမျိုးသာတကယ်အမှန်ဆိုရင်ဒီကောင်တွေကလည်းဒါအန်ရပေးနိုင်တဲ့အထဲမှာပါလာပြီဗောနော်အဲ့တော့ အဲဒီဥစ္စာကိုဒါအမြန်ဆုံးဖြစ်ရှင်းနိုင်မှရလိမ့်မယ်လို့လည်းပြောကြတယ်အဲဝါရဆုပြည်သူစစ်အဖွဲ့ကသူကရှရူးစုကြေးရွာအဝင်စံပြကြေးရွာမှာသူကအခြေဆိုင်နေထိုင်တာဖြစ်ပြီးတော့ရှရူးစုစံပြအောင်ရပြင်ဘန်ကောက်ဝါရဆုစတဲ့ကြေးရွာတွေနဲ့အနီးတစ်ဝိုက်ကမော်တွေကိုသူတို့ကထိမ့်ချုပ်ထားတာဖြစ်တယ်ဘောနော်အဲတော့ဒါငွေကြေးအရာလည်းတောင်တင်းတဲ့ကောင်တွေလို့ပြောရမယ်ပြီးတော့စစ်ကောင်စီကအခုချိန်မှာသူ့အတွက်လိုအပ်နေတဲ့ဟာကိုဒီကောင်တွေကလုတ်ပေးနိုင်နေဆိုတဲ့အတွက်စစ်ကောင်စီရဲ့အာကိုခြင်းကိုလည်း ခံနေရတဲ့ကောင်တွေဖြစ်သလိုအထောက်ပံ့လည်းအပြည့်အဝရထားတဲ့ကောင်တွေဖြစ်တယ်။အဲ့တော့မင်းစေတန်းတဲ့ဒါဝါရဆိုပြည်သူစစ်တွေကစစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာသူတို့အင်အားပိုပြီးတော့ကြီးထွားလာတယ်။အဲစစ်ကောင်စီဘက်ကအကြီးပိုင်းနေနဲ့လည်းသူတို့ဆက်ဆံရေးရှိသလိုစီးပွားဘက်ပုံစံမျိုးနဲ့လှုပ်ဆောင်တာတွေလည်းရှိခဲ့တယ်။ပြီးရင်2021အာဏာသိမ်းမှုမတိုင်ခင်မှာလည်းဒါ KAI ဘက်ကအချို့အရာရှိတွေနဲ့ဒါပေါင်းတင်ဆက်ဆံခဲ့တာမျိုးတွေဆက်နွယ်ခဲ့တာမျိုးတွေရှိတယ်ဆိုတော့ပုံစံမျိုးလည်းဒါကျွန်တော်ဒါနှိစက်သူတွေစီကနေသိရတာပေါ့နော်။အဲ့တော့ ါ။မင်းစိန်တန်းတဲ့အဖွဲ့ကတော့အခုဆိုရင်ဒါဟူကောင်းကြိုက်ဝန်းဒေတာပေါ့နော်။အဓိကတော့ KAI တက်မှနှစ်နဲ့တရင်ဆက်လေးနယ်မြေကိုသူတို့ကအဓိကချုပ်ကန့်ကျင်နေတဲ့ပုံစံမျိုးကိုမြင်တွေ့ရတယ်။ပြီးတော့ရှယ်လူးစုကျေးရွာအနီးကဒီကိုင်းတော်တို့ချောင်းစုံကနွယ်သူပြီးရင်ဝခါစားတဲ့ရွှေမော်ဒေတာတွေမှာရှိတဲ့ဒါ KAI ရဲ့တက်စကန်တွေကိုလည်းအဲမကြာခဏတိုက်ခိုက်နေတဲ့အဖွဲတစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ KAI အနေနဲ့ကချင်ပြည်နယ်မှာဗမော်ဝိုင်းမော်အဲပြီးရင်ဖားကန့်ပြီးရင်လန်ဆဲအခုလက်လုံးမှာဒါစစ်မျက်နှာအနေနဲ့ပေါ့နော် အဲ့လောက်ပမာဏရှိတယ်အဲ့လောက်၄ခုလောက်ပေါ့နော်ဒါဖြစ်နေတဲ့အနေထားပြီးရင်အခြားသူတို့ကူပေးနေရတဲ့နေရာမျိုးတွေလည်းရှိတာပါဗျာအဲ့တော့စစ်မျက်နှာများနေတဲ့ KNA ကိုနောက်ထပ်ပေါ့နော်နောက်ထပ်စစ်မျက်နှာများအောင်ပြီးရင်ဒီထပ်ပို့ပြီးတော့ဒါအာယုံတွေထွေပြအောင်အာယုံစူးစိုက်မှုတွေရော့ကြအောင်ဆိုတဲ့ပုံစံမျိုးကိုစစ်ကောင်စီကဒီဝါဆုပြည်သူစစ်အဖွဲ့တွေကိုအုံချပြီးတော့လှုပ်ဆောင်လာနေတာကိုဒါအထင်ရှားတွေ့ရတယ်ပေါ့ဗျာအဲ့တော့နောက်ထပ်အာယုံဆိုင်စရာတစ်ခုဖြစ်အောင်စစ်ကောင်စီကဖန်တီးနေတယ်ပေါ့နော်အဲ့တော့ KNA အနေနဲ့အရှိမအဲ့လိုမျိုးအာယုံလာနောက်တဲ့အဖွဲ့တွေရှိတယ် အပြည်သူစစ်တွေပေါ့နော်စစ်ကောင်စီရဲ့လက်ပါစီတွေပေါ့နော်စစ်ကောင်စီနဲ့ပေါင်းပြီးတော့ကိုကျိုးရှာတဲ့ကောင်တွေရှိတယ်အဲ့လိုကောင်မျိုးတွေကိုအရှိမဘလို့လုတ်ခဲ့သလဲအရွှေမင်းတို့ဘာလို့အဲအဲ့လိုမျိုးပေါ့နော်အဲ့လိုအဖွဲမျိုးတွေကိုဘလို့မျိုးရှင်းလင်းခဲ့သလဲဆိုတာကိုလည်းတည်ထားပြီးသားဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့အခုလိုမျိုးမင်းစေတန့်အဖွဲကိုရော KAI ကဘလို့ကင်တွယ်မလဲပေါ့နော်အဲ့ပြီးတော့မင်းစေတန့်ကျုံးသွားသလိုရော KAI နဲ့ပြည်တဲ့တပ်ဖွဲ့တွေကိုအဲသူပြောတဲ့အတိုင်းလုံနိုင်ပါမလားဆိုတာကလည်းစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုဖြစ်နေပါသေးရဲ့ပေါ့နော်နောက်တစ်ခုကတော့ဒါကြောင့်ဒီရှေ့မှာ ဒီမြောက်ရီကိုပေါ့နော်မြောက်ရီကိုအောင်စရာစစ်ကြောင်းဒါအသေးတန်နဲ့ထိုးစစ်ဆင်ပြီးတော့အောင်စရာစစ်ကြောင်းရောက်သွားနိုင်ခဲ့တာရှိတယ်။အဲအဲ့လိုပုံစံမျိုးအခုဖားပုံဘက်မှာထပ်ပြီးတော့လုံနေတာရှိတယ်။အဲ့ဟာနဲ့လားစံတူတဲ့အချက်တွေရှိသလိုကွဲပြားတဲ့ဟာတွေပေါ့နော်မတူညီတဲ့ဟာတွေလည်းရှိတယ်။အဲ့တော့သူတို့ရဲ့ရည်ရွယ်ချက်တွေအထမ်းမြောက်ပါမလား။ဒလိုင်းတက်ဖွဲ့တွေကရောဒါတွေအပေါ်မှာဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အကြောင်းတွေကျွန်တော်တို့ ဒါခမန်းကြည့်အောင်ပေါ့နော်အဲ့တော့ဒါ KNU တပ်မ9နေမြေအတွင်းကဖားပုံကမာမောင်းဒီလမ်းပိုင်းတစ်လျှောက်ပေါ့နော်အဲ့တစ်လျှောက်ကိုစစ်ကောင်စီကပြန်ပြီးတော့ထိ ंछ ုပ်ချင်နေတာဖြစ်တဲ့အတွက်အဲထိ ंछ ုပ်ချင်နေတဲ့အပြင်ကိုမှသူကဒီစစ်ပြွာအခြေကျဖားပုံပေါ့နော်အဲဖားပုံစစ်ပြွာအခြေကျအဲ့ဒီကစားကိုလည်းသူကစစ်ကူပို့ပေးနိုင်မှုအတွက်ကိုသူလှုပ်ဆောင်လာတယ်အဲ့ဒီအဖွဲ့ကလည်းစစ်ကူပို့ပေးရမယ့်အနေထားမဖြစ်မနေကိုစစ်ကူပို့ရတော့မယ့်အနေထားဘာဖြစ်လို့လဲဆိုသူတို့စီကိုစစ်ကူမြောက်တာ၄နှစ်လောက်ရှိပြီ အဲ့လိုမျိုးနဲ့အပေါ်ကနေပြီးတော့ပဲပို့သမျှဒါရိတ်ခါတို့အခဲရန်တို့ဒါတွေကိုအသုံးပြုပြီးတော့ပဲတို့တွေဒါတောက်ခံလာခဲ့တဲ့အနေထားပေါ့ဗျာအဲအဲ့အနေထားဒါတော်လိုင်းတပ်ဖွဲ့တွေကလည်းပိတ်ဆို့ပြီးတော့တိုက်ခိုက်ထားနိုင်တဲ့အနေထားဖြစ်တဲ့အတွက်အဲ့စစ်ပြူဟာအခြေချဖပုံကိုစစ်ကူစစ်အင်အားတွေမဖြစ်မနေမရောက်ရအောင်ပို့ရမယ့်အနေထားပြောရရင်ဒါမြဝရီ209ကိုအောင်စီရမဖြစ်မနေသွားရမယ့်ပုံစံမျိုးနဲ့သွားတူနေတာအဲ့တော့ ID ဖပုံကတိုင်းဒီလမ်းကြောင်းမှာရှိတဲ့ဒီခုနလိုပေါ့နော်ကမာမောင်းကနေစပြီးတော့ဒါတို့လမ်းကြောင်းကြီးက ဒီလိုပုံစံမျိုးရှိတယ်အဲခုနပြောသလိုပေါ့နော်ဒါအောင်စရာကဒါမြောက်ရီကိုလာမဲ့လမ်းကြောင်းကြီးရှိသလိုပေါ့နော်အဲအခုလည်းအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့စစ်ကိုအရောက်ပို့နိုင်ဖို့အတွက်ကိုအတူတူပဲနော်အတူတူပဲကျွန်တော်ပြောပြန်စစ်ကိုအရောက်ပို့နိုင်ဖို့အတွက်ကိုဒါ BGS နဲ့ခွဲထွက် DGB အဖွဲ့တွေရဲ့အကူအညီကိုရယူပြီးတော့ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့ရှိကခုနကဖြစ်စဉ်နေတဲ့အတူတူပဲအဲ့တော့ဒီတက်ဖွဲ့တွေရဲ့အကူအညီနဲ့ပေါ့နော်ကမာမောင်းကရိုင်တိလမ်းပိုင်းကဒါဝတ်ထူးကြီးရွာမှာပေါ့နော်သူတို့အထိုင်ချပြီးတော့ ဂရိုင်းဒီနဲ့ဖာပုံဘက်ကိုဥတီဖို့စီစဉ်နေတာဖြစ်တယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်အရှိမဟုတ်တယ်ခုနလိုပဲသူတို့အနေနဲ့ဘလို့မှမတက်နိုင်တော့တဲ့အခါဒီနေရာဒီဒေတာရဲ့နေမြေအခြေအနေတွေအဲဒါတပ်ဖွဲ့တွေရဲ့လုံပုံကိုင်းပုံတွေအလေးထားတွေပြီးတော့ဒေသခံပြည်သူတွေရဲ့အမူကျင့်တွေအထောက်ခံမိမထောက်ခံဤဒါမျိုးပုံစံမျိုးတွေခါစတေချာနားလဲပါတယ်ဆိုတော့နေခံတွေကိုဗောနော်နေခံတွေကိုသူတို့လက်သူတို့ဘက်ပါအောင်စီယုံတာမျိုးတွေ ်ပါပြီးသားအဖွဲ့တွေကိုအတုံးချတာမျိုးတွေနဲ့တို့အခုဆိုရင်လှုပ်ဆောင်လာနေတာတွေ့နေရတယ်ဒါဟာရှေ့အစဉ်ဆက်လှုပ်ခဲ့တဲ့အတိုင်းပဲအဲ့ဥစ္စာတွေကိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေသတိထားဖို့လိုတယ်ပြောချင်တာကရှေ့မှာအဲ့လိုမျိုးလေးလှုပ်ခဲ့တယ်လှုပ်ခဲ့တဲ့အတွက်ဘာတွေဖြစ်သွားသလဲအဲ့တော့နောက်တစ်ခါငါတို့အဲ့လိုမျိုးဆုံးရှုံးမှုတွေမဖြစ်အောင်အခုလှုပ်လာနေတဲ့ဟာတွေကိုငါတို့ဘလို့တုံ့ပြန်ရမလဲဆိုတော့စဉ်းစားရမယ့်အပိုင်းတွေကလည်းအများကြီးရှိလာနိုင်မယ်ပေါ့နော်စစ်ကောင်စီကတော့နီလန့်အဟောင်းကြီးတွေကိုထပ်ပြီးတော့တုံးနေသေးပဲ။ဒါပေမဲ့အဲ့ဒီနီလန့်အဟောင်းတွေကရှေ့မှာထိရောက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တက်ဖွဲ့အနေနဲ့ ဘယ်လိုမျိုးပြင်ဆင်ထားသင့်တယ်လဲဘာတွေလှုပ်ဆောင်ထားသင့်လဲဆိုတဲ့ဟာကအရေးကြီးပါတယ်အဲ့တော့စစ်ကောင်စီကဒါဖာပုံဂရန်ဒီလမ်းကြောင်းတစ်လျှောက်ကတောင်သုံးလုံးဆင်ဆွဲမထော်ကူးစိတ်စတဲ့နေရာတွေကိုစက္ကန်းတွေကိုပြန်သိမ်းယူပြီးတော့သူကနေမြေစိုးမိုးနိုင်ဖို့ဒါအတုတက်အရေးကြီးနေတာပေါ့နော်အဲ့လိုဟာကိုသူအရင်ဆုံးဥတည်ပြီးတော့လှုပ်မယ်နောက်တစ်ခုကကျွန်ခုနပြောလိုပဲဖာပုံအခြေချစစ်ဗျူဟာစီကိုစစ်ကူပို့ပေးခြင်းတာအဲ့အဲ့အကြောင်းမလို့ဒါကျွန်တော်ကရှေ့ကမြောက်ဒီနဲ့အောင်စရာစစ်ကြောင်းလိုမျိုး လာသရန်တူတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ပြောခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဘက်လမ်းကြောင်းတစ်လျှောက်ကလည်းဒါခုနတိုင်းမှာပဲဒါကမာမောင်းတို့ဂရိုင်းဒီတို့ဆိုရင်ဒါဝတ္တုခုအာဒီဥစ္စာမျိုးတွေဆိုရင်ဒါကျွန်တော်တို့နေခဲ့မှုတဲ့နေရာတွေပေါ့နော်တကယ်သာတော်လိုင်းတက်ဖွဲ့တွေကအဲပိတ်ဆို့ဒါစီဖြတ်တောက်တိုက်ခိုက်နိုင်တာမျိုးတွေလုံနိုင်မယ်ဟေးဆိုရင်တော်တော်ထိရောက်နိုင်တဲ့အနေထားပါကျွန်တော်တို့ဒါဒီအနာသိမ့်မတိုင်ခင်ကဒါကျွန်တော်တို့ဒါအရာရှိငယ်ဘွားနဲ့အဲ့ဘက်မှာတောင်းဝင်ကြတဲ့အချိန်လုံးကတောင်မှပဲ အဲ့ဒီလမ်းပိုင်းကိုဒါ KNU ကပိတ်တာပိတ်တာအဲ့ဒါကိုဒါစစ်ကောင်စီကလက်ခံရတယ်ဗောနော်အဲ့လိုအထိဒါအစင်လာရှိခဲ့တဲ့နေရာလည်းဖြစ်တယ်ပြောရရင်ဗျာအေးကမာမောင်းကနေပြီးတော့ grind ဒါလုံးဝလမ်းကြောင်းပိတ်လိုက်ပါပြီဟေးဆိုတဲ့ခါကျရင်စစ်တပ်ကဘာကြေးမှမရတော့ဘူးကားတွေလည်းသွားလို့မရဘူးလှဲလည်းသွားလို့မရဘူးနှွားလည်းသွားလို့မရဘူးအဲ့လိုပုံစံမျိုးဗောနော်လူလည်းသွားလို့မရဘူးအဲသူတို့ဖွင့်ပေးတဲ့အချိန်ဗောနော် KNU ကဖွင့်ပေးတဲ့အချိန်ကြမှာပဲဒါဒီဒီ ီကားတွေကသွားလို့ရတယ်ဗောနော်အဲ့လိုသွားလို့ရမှာပဲစီဘိုးတောင်းကြရတယ်ပတ်စံတောင်းကြရတယ်အဲပြီးရင်အကြုံနေကမောင်မောင်ကနေဆိုရင်ဒါဟိုဘက်ကဒိုင်းဒီဝတ်တော့ကိုအခုနပြောတဲ့ဒါတောင်းသုံးလုံးမထောအဲဒီဘက်ချမ်းနေကိုရှိတဲ့ဒီဘက်ချမ်းနေမှာရှိတယ်ဗောနော်စစ်ကောင်စီရဲ့တက်စကန်နေကိုပါဆယ်လေးတွေပို့ပါတယ်အကြုံထည့်ပေးလိုက်တဲ့ပစ္စည်းလေးတွေပို့ရတယ်ဗောနော်အဲ့လိုမျိုးပို့ရတယ်အဲ့ဒါကို KNL ကပိတ်ချလိုက်ပြီဆိုတာနဲ့အကုန်ငတ်အဲ့မှာရှိတဲ့ဟာပဲဝယ်စား ဲ့လိုပုံစံမျိုးဖြစ်ခဲ့တဲ့နေသားပေါ့နော်အဲ့လိုပုံစံမျိုးလုံနိုင်ခဲ့တဲ့နေသားတခုအဲ့တော့လက်ရှိအချိန်တွေမှာလည်းအဲ့ထက်မကအချိန်တွေကောင်းနေတာတွေရှိတယ်ဒါပေမဲ့စစ်ကောင်စီကလည်းတည်တဲ့အတိုင်းပဲဒီနေရာကိုမရောက်ရောက်အောင်သွားရမယ့်ပုံစံမျိုးဖြစ်နေတယ်အဲ့တော့သူတို့အနေနဲ့နီလန်းပေါင်းလုံးတုံးလိမ့်မယ်တုံးတဲ့နီလန်းတွေကရှေ့ကဟာနဲ့ပုံစံတကျသွားတူနေတဲ့ဟာလေးတွေလည်းရှိတဲ့အတွက်ကြောင့်ဂယုဆိုက်ရမယ့်ဟာတွေမှာကြိုတင်ပြီးတော့ပြင်ဆင်ထားစီခြင်းတယ်ပေါ့နော်အဲ့တော့ တူညီတဲ့ဟာတွေကတော့ခုနဟာတွေဖြစ်တယ်မတူညီတဲ့အခြေအနေတွေလည်းရှိတယ်ဗျအဲ့ဒါကဘာလဲဆိုတော့ဒါမြဝတီဒေတာလိုမျိုးကုံသွေးရေးထွက်ပေါက်မဟုတ်ဘူးပေါ့အဲပြီးရင်ဒါအိနီချင်းနိုင်ငံနေနဲ့နီးစပ်တဲ့ထိစပ်တဲ့နေရာမျိုးလည်းမဟုတ်ပြန်ဘူးအဲကြတော့အဲနီးစပ်မှုမရှိတဲ့အတွက်ပေါ့နော်ဒါတစ်ဖက်နိုင်ငံရဲ့ PR တွေကုံသွေးရေး PR တွေကိုလုံးဝလွတ်ကင်းတဲ့နေရာတစ်ခုဖြစ်နေတယ်အဲ့လိုမျိုးဟာတွေရှိနေတာကိုတွေ့ရတယ်ပေါ့နော်ဒါကတော့ဒါခုနကမြဝတီနဲ့ဒီခုခုဖာပေါ်နဲ့ကွာခြားတဲ့အချက်တွေပေါ့ဗျအဲ့တော့ ကမ္ဘာမောင်းတဲ့ဖာပွန်က52မှ9မိုင်ဝေးတယ်စစ်တပ်ဘက်ကအခုထိလမ်းတော့မှာပဲရှိတယ်ပေါ့နော်ဒီဂရိုင်းတိနားကိုပဲရောက်သေးတယ်ဒါမြင်သူတို့ဆက်တိုးဖို့ရှိတယ်အတိုးဖို့အတွက်ကိုလည်းခုနဖွဲ့တွေရဲ့ခူကြီးတွေကိုယူတယ်အပြင်အနောက်ကနေလည်းအင်အားတွေလိုက်ဆက်ဖို့ရှိတယ်သူတို့ရဲ့ရည်ရွယ်ချက်ကမရောက်ရအောင်သွားရမယ်ပြီးရင်ဒီနေရာတွေမှာရှိတဲ့တပ်စခန်းတွေကိုပြန်ယူမယ်ပြန်ယူပြီးတာနဲ့နေမြေဆိုးမှုမှုလုပ်မယ်ရွေးကောက်ပွဲလုပ်မယ်ပြီးရင်ဖာပွန်မှာရှိတဲ့အခုချိန်ထိမကြအောင်လုပ်နိုင်သေးတယ်ဆိုတဲ့အနေအထားမျိုးဖြစ်နေတယ် ဒီစစ်ပြူအခြေချဖာပုံကိုစစ်အင်အားတွေစစ်ကူတွေဖြည့်တင်းမယ်ဆိုတဲ့ဟာကသူတို့ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့လက်ရှိရောက်နေတဲ့နေရာကတော့ဂရိုင်းတီဆိုတဲ့နားမှာပဲရှိသေးတယ်ပေါ့နော်အဲ့တော့ဖာပုံပြူအကိုကဲမှုအောက်ကဒါခုနဒီအခြေချစစ်ပြူအဖာပုံပေါ့နော်အဲ့ဒီကိုကဲမှုအောက်ကတရင်ဌာနချုပ်တွေလည်းဒါလက်လွတ်ထားရတာရှိသလိုဒါလိုအပ်တဲ့လက်နက်ခဲယမ်းပြီးရင်ရိတ်ခါပေါ့နော်ဆေးဝါးဒါတွေအကုန်လုံးကိုလည်းဒီခုနဖာပုံအခြေချပြူအကသူကလေချောင်းကနေပဲဒါချပေးသလောက်ပဲရတယ်ပေါ့နော် ပြီးရင်စစ်ကူစစ်အင်အားမရောက်တာဆိုရင်၄နှစ်နေပါရှိပြီဆိုပြီးတော့ဒါကျွန်တော်သိရတယ်အဲ့တော့မြဝရီကိုအောင်စရာရောက်လာတယ်လို့ပေါ့နော်ဖာပုံကိုရောစစ်ကူရောက်အောင်ပို့နိုင်ပါမလားဆိုတာကိုဒါစေဝန်တစားစောင့်ကြည့်ရမယ့်အရာတစ်ခုလည်းဖြစ်တယ်ပြီးတော့စစ်ကောင်စီကနှီးမျိုးစုံတုံးနေတယ်လို့ပေါ့နော်ဒေါ်လိုင်းတက်ဖွဲ့တွေဘက်ကလည်းစစ်ကောင်စီရဲ့လှုပ်ဆောင်နေတဲ့ဟာတွေကိုမသိကြရတော့အကြောင်းမရှိဘူးဗျာအဲ့တော့ဒီလိုမျိုးသိရှိပြီးပြီဆိုတဲ့အခါမှာဘယ်လိုမျိုးပုံစံမျိုးတွေနဲ့တုံ့ပြန်သွားမလဲဒီစစ်ကူတွေကလန်တဝက်မာတယ်မဲ့ပျောက်ဆုံးကုန်မလားပေါ့နော်အလင်းဝင်ကုန်မလားအဲ့ပြီးရင်ခုနကလို့ဒါ ဖာပွန်အားစစ်ကြောင်းကိုဖာပွန်နဲ့ပဲပြန်တိုက်မလားဒါမျိုးပုံစံမျိုးတွေလည်းဒါကျွန်တော်တို့စိတ်ဝင်စားနေစောင့်ကြည့်ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်